မင်္ဂလာပါခင်ဗျာ တက်ရှွာ channel ကနေကြိုဆိုပါရစေကျွန်တော်ဒီတစ်ခါအမြတ်ဝေပေးမဲ့အကြောင်းအရာလေးကကျွန်တော်တို့ဗီဒီယိုကိုထိုင်ကြည့်ရုံနဲ့ကျွန်တော်တို့ပတ်သက်အမှန်တကယ်ဝင်တဲ့ application လေးအကြောင်းကို ကျွန်တော်ပြောပြပေးမှာပါအဲ့ဒီ application လေးက TikTok Lite လို့ခေါ်ပါတယ် TikTok Lite ဆိုတာကကျွန်တော်တို့ရိုးရိုး TikTok account နဲ့မတူပါဘူးခင်ဗျာဒီ TikTok Lite ကိုကျွန်တော် Japan region နဲ့ဖွင့်ရပါမယ် ကျွန်တော်ဒီဂျပန် TikTok Lite download ဆွဲဖို့ဆိုရင်ကျွန်တော်တို့ Japan region VPN လေးကို အရင်ဆုံး download ဆွဲဆွဲပြီးသားရင် Japan region ကိုချိတ်ပါခင်ဗျာဒီမှာကျွန်တော်သုံးထားတာက Jam Jam VPN လေးဖြစ်ပါတယ်ဒီ VPN လေးကကိုယ့်ရဖုန်းနဲ့အဆင်ပြေပါတယ်ကျွန်တော်ရဖုန်းနဲ့ဆိုအဆင်ပြေပါတယ်လူချင်းမင်းတို့ကဒီ VPN လေးနဲ့အဆင်မပြေဘူးဆိုရင်တခြား VPN လေးတွေအစားထိုးသုံးလို့ရပါတယ် ကျွန်တော်အရင်ဆုံးလောက်ရမှာကကျွန်တော် VPN လေးကိုအရင်ဖွင့်ရမယ်။ပြီးတခါသေးတန်းပြီးတော့ Play Store တဲ့ကိုမသွားပါနဲ့။ Play Store တဲ့ကိုတခါသေးသွားမယ်ဆိုရင်ဒီ application လေးကရှာလို့မတွေ့ပါဘူးခင်ဗျာ။ဒီ Japan VPN လေးကိုအရင်ဖွင့်ဖွင့်ပြီးကကြာမှာ Play Store တဲ့ကိုဝင်မှာ Play Store တဲ့ကိုဝင်ပြီးသွားရင်ကျွန်တော် search bar မှာ TikTok Live ဆိုတာရှာပါခင်ဗျာ။ ဒီဂျပန်ဘူဗီယန်ကို မဖွင့်ပဲနဲ့ကျွန်တော်တို့ဒီ Play Store မှာရှာမှာဆိုရင် TikTok Lite ကပတ်သက်ရတဲ့ TikTok Lite account ကို လူစင်မင်းမရနိုင်ပါဘူးခင်ဗျာဒီဒီဂျပန်ဘူဗီယန်ကိုအရင်ဆုံးဖွင့်ပြီးခါကြမှာဒီ Play Store မှာဝင်ဝင်ပြီးရင် TikTok Lite ဆိုတာလေးကိုဝင်မှာဒီမှာပတ်သက်ရမယ့် application လေးဆိုတာဒီမှာဒီဘောလုံးလေးကစားနေတယ်ပြီးရင်ဒီအဲ point လေးတွေတက်တဲ့ ပုံလေးပေါ့နော်ဘာကဘာကလေးဘာကလောက်နေရလဲဒီဒီလိုမျိုးပုံလေးတွေပါမှကျွန်တော်တို့ TikTok ပတ်သက်ရတဲ့ TikTok like account ဖြစ်ပါတယ်ဒီပုံလေးတွေမပါဘူးဆိုရင်ပတ်သက် like အဲပတ်သက်ရတဲ့ TikTok account မဟုတ်ပါဘူးခင်ဗျာအဲကျွန်တော် download ဆွဲရလေးကိုခဏဆောင်းလိုက်မယ်ကျွန်တော် wifi မမှုတီးပြီးတော့ download ဆွဲတာကြာမှမကြဘူး ရှိပါမယ်။ဟုတ်ပြီကျွန်တော်တို့ဒီ TikTok Lite ကို download ဆွဲပြသပြီး install လုပ်ပြသပြီးဆိုရင် TikTok Lite account နဲ့ကိုဝင်ပါမယ်။ဒီ TikTok Lite account လေးမဖွင့်ခင်လူချင်းမင်းကဘာလုပ်ထားရမလဲဆိုတော့ကိုယ့်ရဲ့ TikTok ရိုးရိုး TikTok account မှာကျွန်တော်တို့ Japan Bubian လေးနဲ့အဲ Japan region လေးနဲ့ TikTok account ဖွင့်ထားရပါမယ်ဒီ Japan Vision TikTok account ကိုမှရှိထားမှာကျွန်တော်ဒီ application တွေကိုတခါလဲဝင်ဝင်ပြီးသွားရင်ကျွန်တော်ပတ်ဆက်တခါလဲတက်မှာပါခင်ဗျာ point လေးတွေစုပြီးတော့ပတ်ဆက်တခါလဲရမှာပါခင်ဗျာဒီ Japan Vision ကိုရဲ့ account က Japan Vision TikTok account မဟုတ်ဘူးဆိုရင်ကျွန်တော်ပတ်ဆက်မရနိုင်ပါဘူးဒီကျွန်တော်ပထမ video မှာကျွန်တော် Japan region ဘယ်လိုဖွင့်ရတယ်လဲဆိုတာကျွန်တော်ပြောပြပေးသားပါတယ် ဒီအဲ့ဒီဗီဒီယိုလေးကိုတွေ့ကြည့်ပေးပါခင်ဗျာဟုတ်ကဲ့ကိုကြိုက်တဲ့အကြောင်းအရာလေးကိုရွေးလိုက်ပါအာရွေးပြီးသားပြီဆိုရင်ဒီ TikTok တဲ့ကိုဝင်ပြီးဝင်ဝင်ပြီးသားရင်ကျွန်တော်တို့ဒီကိုအရင်ရှိပြီးသား TikTok account ကိုဝင်มาဖြစ်တဲ့အတွက် login နဲ့ဝင်มาကျွန်တော် login ကိုနှိပ်နှိပ်ပြီးသားရင်ကို ဖွင့်ခဲ့တဲ့ Japan region နဲ့ဖွင့်ခဲ့တဲ့ TikTok account လေးကိုဒီထက်မှာထည့်လိုက်ပါခင်ဗျာဒီ email နံပါတ်ဖွင့်မယ် အီးမေးလ်နံပါတ်ဖွင့်ဖွင့်ပြသရင် nextconnect အဲ nextconnect ပြသရင်ဒီအီးမေးလ်ကို ကျွန်တော်တို့ကိုဖွင့်လိုက်တဲ့အီးမေးလ်ကိုကုတ်ချမှာခင်ဗျာဒီအဲ့ဒီကုတ်ကိုကိုကသွားယူလိုက်ပါအဲ့ဒီကုတ်ကိုကိုကသွားယူသွားယူပြီးသားရင်ဒီမှာထည့်လိုက်ပါခင်ဗျာဒီကကပြောချင်တာက ကိုရဲ့ TikTok account ကဂျပန် region ဖြစ်ဖို့လိုပါတယ်ဂျပန် region account အာ မဖွင့်တတ်ဘူးဆိုရင်ကျွန်တော်ပထမဗီဒီယိုမှာပြောသွားပါတယ်ကျွန်တော်အဲ့ဒီဗီဒီယိုလေးကိုဒီ description မှာကျွန်တော်ဖြတ်ထားမှာခင်ဗျာဟုတ်ကဲ့ဒီအကောင့်နံပါတ်ထည့်ပြသပြီဆိုရင်ကိုယ့်ရဲ့အဲဒီအကောင့်ထဲကိုရောက်သွားပြီပေါ့နော်ဒီကျွန်တော်ရဲ့ဒီအကောင့်မှာဆိုရင်ကျွန်တော်ဒီ FAQ မိနေခင်ဗျာဒီ FAQ မိတာကကျွန်တော်ကအဲပထမတစ်ခေါက်မှာကျွန်တော် ဂျပန်ပူပီယံမကန်မန်းနဲ့ဝင်လိုက်တဲ့အတွက်ဒီ FAQ လေးမိနေတယ်။ဒီ FAQ မိနေရင်ကျွန်တော်တို့ပတ်ဆက် point နေပါရင်မတက်ဘူးပတ်ဆက်မဝင်နိုင်ပါဘူးခင်ဗျာ။အဲ့ဒီအတွက်လူချင်းမင်းကဒီအကောင့်ဖွင့်ပြီဆိုရင်ပထမဆုံး ဘူဘီယန်လေးကိုဂျပန်ဘူဘီယန်လေးကိုအရင်ချိန်ပြီးမှဝင်ပေါ်အကြံပြုပြရစေ။ကိုကတခါဝင်လိုက်တဲ့အချိန်မှာဂျပန်ဘူဘီယန်မဖွင့်မဖွင့်မဲနဲ့ကျွန်တော်ဝင်လိုက်ပြီဆိုရင်ဒီတနေ့ကုန်တနေ့ကုန်ပေါ့နော်တရက်လောက်ထိဒီကိုကဂျပန်ဘူဘီယန်ချိန်ပြီးဝင်လဲဒီတိုင်းပဲပေါ်နေမှာပွိုက်နေပါရင်မတက်ပါဘူးခင်ဗျာ။ဒီပြဿနာလေးကို FAQ ကို FAQ လွတ်အောင်ကျွန်တော်တို့ပြဿနာဖြေရှင်းနည်းကိုကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော် ိုဗီဒီယိုလေးတစ်ပုဒ်နဲ့ကျွန်တော်လောက်သွားမှာပါခင်ဗျာအဲ့ဒီအတွက်အကြံပြုချင်တာကဒီ FAQ မမီအောင်လူချင်းမင်းကဒီ TikTok account ဖွင့်တဲ့ TikTok live ကိုဖွင့်တဲ့အချိန်မှာကျွန်တော်တို့ Japan Buvian လေးခံခံထားပြီပို့ကျွန်တော်အာအကြံပြုချင်တယ် ဒီ FAQ မိသားပြီဆိုရင်လဲကျွန်တော်တို့ဒီဘယ်လိုလုပ်ရမလဲဆိုတော့အနောက်ဗီဒီယိုမှာကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မရှင်းတာရှိရင်လဲကျွန်တော် comment မှာမေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် comment မှာမေးသွားလိုက်ကျွန်တော်အားလုံးကိုဖြေကြားပေးပါမယ်